မမေပါမင်္ဂလာကိုဖိုင်မင်းမန္တူဝေစီမင်္ဂလာမန္တွေးနေမင်းလိုက်နဲ့ MC မင်္ဂလာဘုဒ္ဓနာဝေမင်းတော်ကိုသနာဝေမင်းတော်မတ်တေမင်းမင်းတော်ဘာညောပြီးအနောပြီးနားစင်မင်းတော်ဒီနေ့ကတော့ဆရာကြီးမြတ်တန်တင်းရဲ့ feeling ကမန္တလေးနဲ့ဆရာကြီးမြတ်တန်တင်းရဲ့အကြောင်းနေ့လေးနေ့ငယ်လေးတင်ဆက်ချင်ပါတယ် tell me a lot of hope. Mom, me and Sandy found me a lot of money ways in me. Fitting a mandolin up. Oh, good. Eh, hope they hope it. Ma o ya de hope it. Me neither. O me no. Ye. I've loaded on my me darling. No, no, I like that me well. อืมเอาไว้เอาไว้เอาบาบูบูมีเงินครับมาเลยเดียวมีเงินโอ้โอ้โอ้มีต่ออะไรครับก็ฝ่ายกูมาออนไลน์ด่าที่ต้องสารเลยแย่แทบอีมาเดียวเงินมาแก င်းအခုမှအလေဖြစ်သွားပါတယ်လို့ဟုတ်ဖီနစ်ကမန္တလေးဖီနစ်ဆိုတဲ့အတိုင်းပဲပေါ့နော်ဒါဟိုပြန်လဲလမ်းဆန်းလာမယ်လို့ပြောတာပေါ့ဟုတ်မယူစနာဟုတ်သူတာစပြီးဖတ်လာအောင်မယ်နော်မန္တလေးကဂရိတန်တားရဲမှာပါတဲ့ဖိနစ်ငံနဲ့တူတယ်တဲ့ဖိနစ်ငံက ပြပုံတဲကပြန်လဲနုပြိုလန်းစန်းလာတယ်လို့မန္တလေးကလည်းပြပုံတဲကရုံချပြီးနုပြိုလန်းစန်းလာတာကြီးပဲတဲ့ကျွန်တော်ကအထက်ပါစကားတွေနဲ့မန္တလေးစာပေဟောပြောခွဲကနေဟောပြောခွဲမှာကျွန်တော်ရင်ဟောပြောချက်ကိုအစပြုခဲ့ကျွန်တော်ကစစ်ပြီးကစားပြပုံတဲကမန္တလေးကိုလည်းတွေ့ရဘူးတဲ့သူစဉ်ကမန္တလေးမြို့လေကောင်း84တန်းကနေပြီးအရှိတ်ဘက်ကိုမျှော်ကြည့်ရင်မိလောင်မြင့်ကြီးက အရှိတ်ဘက်အောင်ပင်လေကံပေါင်းယုတ်တိ တန်တန်တလျားကြီးမြင်နေရတယ်။တောင်ဘက်ကိုလှမ်းကြည့်လိုက်ရင်လည်းဘုရားကြီးရဲ့ခြေတော်ရင်အနောက်ဘက်ကိုကြည့်လိုက်ရင်အေယာရီမြစ်ပေးကတာယုမြောက်ဘက်ကိုပြောကြည့်လိုက်ရင်မန္တလေးတောင်ခြေရင်တီလူရွှေပေါက်မြင်နေရတယ်။ပြာပုံထဲမှာတဲတိုက်ကလေးတွေကလည်းကျွန်းကလေးတွေတကွယ်တိုက်တာနံရံတွေကလည်းပြိုကျပြည့်စည်ပြီး၆အိမ်မက်တဲကတစေသေးကြီးများလို့မိုးတိုးမတ်တဲ့မီးလောင်ကျွမ်းထားတဲ့အတွက်ကြောင့်မဲနဲ့လျက် နိုင်ငံပြည်ပောက်ကြီးတွေကဥကောင်းကုန်တစ်ခုကမျက်တွင်းရိုးများလို့ဟောက်ပက်လျက်တန်ရဲမကြီးများကကွေးညွတ်ခံအောက်သို့စိုက်ကြနေတယ်။အချို့နေရာတွေမှာအပေါ်ကူထောင်းနေတယ်။ရှုပ်ထွေးတဲ့ဂျောမက်ထရီစိန်တိကကထာတစ်ခုကိုမတက်တက်ဖြင့်ပုံဆွဲအဖြေထုတ်ထားတဲ့တတ္တမာရန်ကျောင်းသားလေးတယောက်ရဲ့ဂျောမက်ထရီပုံတစ်ခုကိုကားပြီးတတိယမိတယ်။တစ်ပင်တို့ကလည်းမီးလောင်ထားလို့မဲနေလျက်မြို့ရိုးပေါ်ကပြအိုးတွေပြည့်စင်နေစုလွတ် မွန်းချုံတွေကလည်းကျုပ်ဖက်ကုန်ပြီးနီးကြံကြံမြို့ရိုးတွေကလည်းခြောက်တွေ့တဲ့အစင်းကိုဆောင်ပြီးနေရာများစွာမှာဟင်းလင်းပွင့်နေပြီးအုတ်ကျိုးအုတ်ပဲ့ပုံကြီးတွေဖြစ်နေတယ်။မြို့ရိုးပတ်လည်းကကျုံရီကလည်းရေညိုမတန်းနိုင်တော့ရေမော်တိုက်တရောတို့ကကြာတော့ကိုဖုံးနှံသွားကြပြီ။နန်းတော်တစ်ခုသာရှုစရာကျန်တော့သည်ဆိုသည်နန်းတော်ရှိစရာတင်းတချင်းကိုကျွန်တော်တို့ငယ်ငယ်ကကြားခဲ့ဘူးတော့လေယခုမှနန်းတော်တစ်ခုပင်ရှုစရာမမြင်တော့ဘူး။ ကျွန်တော်ဒီတခါကမန္တလေးဖြစ်ခဲ့ဘူးတော့အပြက်စည်းပုံခန္ဓာရာကြီးထဲတွင်ရှောက်သွားနေမိမန္တလေးမြို့ရိုကြီးဒီနေရာများစွာတွင် အုတ်ကျုပ်အုတ်ပဲ့ပုံကြီးဖြစ်လျင်မန္တလေးတောင်ပေါ်သို့တက်လာသည့်အခါတွင်တောင်ချီရင်မှချင်းသေးကြီးနှကောင်မှကျိုးပဲ့ပြက်စည်းနေလေပြီချင်းသေးကြီးတကောင်မှခေါင်းပြက်နေဥခန်ဒီဆောက်ခဲ့သည့်တစောင်းများမှလည်းသွတ်မိုးတွင်မရှိတော့အချို့တန်တစောင်းများမှတန်ပေါင်များခွေးကောင်လျက်ဇေဒီများလှိုင်ကူများကပြုတ်ပြက်လျက် စင်းနေတော်များကလဲလဲအပြူပြူတနေရာတွင်ကြီးခေါလောင်းကြီးပြုတ်ကြနေသည်တောင်ဆောင်တွင်ပေါက်နေသည့်သစ်ပင်များသည့်အပိုင်းပိုင်းပြက်ကငုံတိတိဖြစ်နေကြ၏တန်ခမောက်ပင်အမြောက်ကြီးစံကွန်ဆက်တနတ်ကြီးစံကွန်တို့ကပြန့်ကျဲနေမန္တလေးသည်အတရေဖြတ်ခံထားရသည့်အပြူစင်တူနှင့်သာတွေ့တော်သည်ထိုစဉ်ကမူမန္တလေးမြို့သိမ်းတိုက်ပွဲသည်အပင်မပြင်းထန်သည်ကိုကျွန်တော်နားမလဲပါကြီးလာ၍စစ်သမိုင်းတို့စစ်မှတ်တမ်းတို့ဖတ်ကြည့်သည့်အခါတွင်မှ မန္တလေးမြို့သိမ်းတိုက်ပွဲဒီမင်းမြကြီးမှပြင်းထန်တဲ့အကြောင်းကိုကျွန်တော်သိလာခဲ့ပါသည်1945ခုဖေရီလတဲ့တွင် ရှီတောင်အာရှစစ်ဦးစီးချုပ်စစ်စီရေးဌာနကမြန်မာပြည်တိုက်ပွဲကိုဆင်နွှဲနေသည့်ဗီဒီရှားအမတ်၁၄တပ်မတော်သူညွန်ကြားချက်တစ်စောင်ကိုထုတ်ပြန်လာသည်ထိုညွန်ကြားချက်မှာတစ်မန္တလေးတစ်ဝိုက်တွင်စုယုံနေသောဂျပန်တပ်များကိုချိန်မုံရန်နှင့်မုတ်တုံရာသည်မရောက်မီရန်ကုန်ကိုသိမ်းပိုက်ရန်ဆိုသည့်ညွန်ကြားချက်ဖြစ်သည် မန္တလေးမြို့သိမ်းတိုက်ပွဲအကြောင်းကိုအမှတ်၁၄တက်မှာတင်နာပြီးဖီမာရှယ်စ်လင်းကအောက်ပါတာရေးသားထားသည်ကိုတွေ့ရသည်။ဖေရီလာ၂၄ရက်နေ့တွင်ဗိုလ်ချုပ်ရီစီတက်များသည့်ကြောင်မြောင်းတက်ဦးမှဖောက်ထွက်လာခဲ့ကအရှိတ်တောင်တန်းများစီသို့ဆင်းလာကြသည်ဖြင့်ဒုတိယတက်မှအတွက်လှုပ်ရှားနိုင်သောအနေအထားကိုရရှိသွားခဲ့သည်။ဒုတိယတက်မှသည်နောက်တစ်နေ့တွင်အရှိတ်ကန်စီဂျပန်တက်များကိုချိုးဖောက်နိုင်ခဲ့ကြသည်။ထို့နောက်တွင်မူတက်နှစ်ခုသည်ရေကာရာကျူးပေါက်၍ရေတွေတလဟောဆင်းလာတဲ့ကဲ့သို့ တောင်ဘက်သို့တဟုန်တို့ဆင်းခဲ့ကြသည်ရန်သူတပ်များသည်ထိုရေစီးအုံတွင်မျောပါသွားကြကကျန်ရိတ်ခဲ့သည့်တပ်ဖွဲ့ကလေးများမှလည်းခုခံမှုအနှဲငယ်မျလုံနိုင်သည့်ကျုံကလေးများကဲ့သို့ဖြစ်နေကြသည်မကြမီတွင်တပိတ်ကျင်းမှတောင်ဘက်သို့ဆင်းလာသောနောက်ထပ်တပ်မှတစ်ခုကြောင့်ကျန်ရိတ်ခဲ့သည့်ကျုံငယ်ကလေးများမှလည်းခြေရီဖုံးအုပ်သွားတော်သည်မလ3ရက်နေ့တွင်မူအမှတ်79တပ်မှကြီးသည်ပြင်ကားများမောင်းနိုင်သည့်လွင်ပြင်သို့ရောက်နေပြီး အင်ဖာတိုက်ပွဲတွင်ပီအိုပီရဲ့အလဲလဲကွဲကွဲဖြစ်ခဲ့ရသည့်အမှတ်ဆန်ကဂျပန်တပ်မကြီးသည် ရီစီတပ်များထိတ်စစ်ဦးနှင့်ဝင်တိုးမီယာမှတိုက်ပွဲဖြစ်ကလမ်းထွက်သွားကြ။နောက်ထပ်စနေတကြခုခံမှုကိုပြုလုပ်ပေးနိုင်တော့မည်ဖောက်ချောင်းဖြင့်မတ်လ၄ရက်နေ့တွင်ရီစတန်မှသတင်းပို့ချက်ရောက်လာသည်။ရီစီတပ်များသည်အချို့သောဂျပန်တပ်ကြွေးများစခန်းများကိုကွင်းကဖားခုံတကယ်သို့တပ်များကိုခုံ၍ရွှေ့သွားရာနောက်တစ်နေ့တွင် သူ့တပ်များသည်ချောင်းမကြီးချောင်းသို့ရောက်သွားသည်။ ချောင်းမကြီးချောင်းမှာမန္တလေးမြောက်ဘက်18မိုင်မြောက်သာဝေးပြီးမန္တလေးသို့မရောက်မီနောက်ဆုံးတွေ့ရသည့်သဘာဝအတားအဆီးဖြစ်သည်ဂျပန်များသည်ချောင်းမကြီးတောင်ဘက်ရှိမက်ဒီယာတွင်ခုခံရန်အသင့်ပြင်ထားကြသည်တို့ရတွင် yeast e ရန်နီယာစစ်ကြောင်းတစ်ကြောင်းက၎င်းတို့၏ကရုတ်ချင်းပြားကိုရှင်းလင်းပစ်လိုက်ပြီးနောက်မြို့ရင်းကိုတိုက်ပွဲဆင်ခြင်းဖြင့်မက်ဒီယာကိုသိမ်းပိုက်လိုက်ကြသည်မန္တလေးအနီးသို့ချင်းကပ်လာပြီးဖြစ်သည့်အလျောက်ရန်သူတို့၏ခုခံမှုမှလည်းပြင်းထန်တဲ့ချက်ပြင်းထန်လာခဲ့လေပြီးတို့ရတွင် အောင်စီမှုရှိပဲပျောက်တိပျောက်ကြားမြတာဖြင့်မတ်လ၈ရက်နေ့အရုံတက်ချိန်တွင်ပူရီစီအမတ်ဆက်ကိုတက်မှကြီးမှအမတ်64တက်မှပြီးမန္တလေးတက်နေမြေအရှိပိုင်းမှမိုင်းဘာရင်တိုက်ခတ်လျက်ရှိနေပြီးအခြားတက်မှတစ်ခုဖြစ်သည့်တက်မှရှင်မှာရန်ရာစစ်ကြောင်းနှင့်ဒူမန္တလေးမြို့တော်၏မြောက်ဖက်စင်ကြီးဘုံသို့ရောက်လာခဲ့လေပြီမန္တလေးနီးတဝိုက်တွင်ဂျပန်တက်များခုခံမှုကဟိုတစုတီတစုမြတာဖြင့်ဂျပန်တက်များသည်ခြေနေကိုတည်ပုံပြကြပဲမန္တလေးမြောက်ဖက်တွင်လှုံ့ဆော်နေကြသည်တို့ရာတွင် နေရာနှစ်နေရာတွင်မူဂျပန်တပ်တို့သည်တပ်များကို စနစ်တကျစုစည်းကာပြင်းထန်ခုခံနေသည်ကိုတွေ့ရသည်။ထိုနေရာများမှာမန္တလေးတောင်တဝိုင်းနှင့်မြူရင်းရှိဒက်ဖရင်ခန်တက်နမ်းမြို့အတွင်းတွင်ဖြစ်သည်။မန္တလေးတောင်သည်မြေပြင်တွင်ထီးထီးကြီးရှိနေသောပေရှိယာခန်းမြင်းသည်ကြောက်တောင်ကြီးတစ်ခုဖြစ်ပြီးမန္တလေးမြို့၏ရှေ့မြောက်ပိုင်းတစ်ခွင်လုံးကိုစီးရင်မြင်လာသည်။တောင်တစ်ခုလုံးမှာတစားများစီးပြီးပထိုးများဖြင့်ပြည့်နှက်လျက်ရှိရာဂျပန်များသည်ရိတ်ခါပြည့် တက်အပြင်ထို့ဇေဒီပထိုးများပေါ်တွင်စက်တနာကြီးများစင်ကစောင့်နေကြသည်မတ်လ9ရက်နေ့တနေ့လုံးနှင့်တညလုံးတွင်နီးကတိုက်ပွဲများပြင်းထန်ဖြစ်ပွားလျက်ရှိဘော်ရကားတန်ရင်တရင်ကလက်ပစ်ပုံးများတော်မီကန်းများဖြင့်အတင်းဝင်ပြေခါတောင်ကမ်းကိုတင်ပိုက်ရန်တောင်မော်ရှိကွန်ကရစ်ဆောင်များထဲသို့အတင်းဝင်ရန်ကြိုးစားနေကြသည်နောက်နှစ်ရက်ကြာတွင်ဗြိတိရှ်တန်ရင်တရင်မှတက်ခွဲနှစ်ခွဲထက်မှန်ဝင်ရောက်၍ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြတော့လေတောင်ကိုမတိန်သိမ့်နိုင်ပြီ ဂျပန်များသည်နောက်ဆုံးချိန်ထိခုခံကြရာမတက်သားသည့်အဆုံးတွင်လိုင်ကူများထဲမှခုခံနေသည့်ဂျပန်တက်ကြွေးများကိုစီဘီပါကြီးများလှိမ့်သွင်းပြီးထရေဆာကြီးစံများဖြင့်ပစ်ခတ်၍ရှင်းယူပါသည်ကျွန်တော်တို့တက်များသည့်မတ်လ17ရက်နေ့ကျမှပဲမန္တလေးတောင်ကိုလုံးဝသိမ်းပိုက်မိကြတော့သည်မန္တလေးတောင်ကိုသိမ်းပြီးမကြမီကျွန်တော်သွားရောက်ကြည့်ရှုသည့်အခါတွင်လောင်ကျန်းမဲနေနေသောဇေဒီပထိုးများတစားများနေတကားပုတ်ပတ်ပုပ်ပွားနန်စော်လျက်ရှိသောအလောင်းများပြားကိုတွေ့ရသည်အဝေးမှတောင်းအုံမြောက်ထုတံများ ဘုံပောက်ခွဲတံများနှင့်ဆက်သက်တဲ့တရက်တဲ့ပြစ်တံများကိုကြက်ရခြင်းအပြင်မန္တလေးမြို့တော်ကိုရှင်းလင်းနေစေဖြစ်ကြောင်းသိရသည်ဂျပန်တို့အခိုင်အမာ ခုခံနေကြသောအခြားနေရာများမှာမန္တလေးနန်းမြို့တွင်ရှိ Fort Deering ကို Deering ခံတပ်ဖြစ်သည့်မန္တလေးနန်းတော်မြို့ရိုးသည့်ဥဒရာများအခိုင်ခန့်ကာရန်ထားသည့်လေးတော်မြို့ရိုးကြီးဖြစ်ပြီးဂျယ်ရီမိုင်းတစိမ့်ခန့်ရှိသည့်ပန်းစံတစ်ခုနှင့်လူနေအင်ဂျင်များအစိုးရရုံးများအဆအုံများစစ်တမ်းရများရှိသည့်မြန်မာတို့၏နောက်ဆုံးမြင်ဖြစ်သောဒီဘော့ပြင်ကျွမ်းသားပြင်ဆောက်လုပ်ထားသည့် နန်းတော်အဆောက်အုံကြီးလက်ရှိနန်းတော်စုလင်မွန်းချွတ်များနဲ့ပန်းစွများကိုနှင်းနာပြားနှင့်ရွှေဘိန်းတို့ချထားသည်။လိုင်းတော်တရံဖော်ထားသည့်အပြင်နန်းမြို့ရိုးသည်24ပေဖြစ်ပြီးထူထပ်သောအုပ်တရံကြီးဖြစ်တည်ဆောက်ထားကအောက်ခြေတွင် ပေ80ခန့်ကျယ်သည့်တာယိုကြီးကိုဖော်ထားသည်။မြို့ရိုးပတ်ပတ်လည်လည်တွင်ဂိုင်းနီယာခန့်ကျယ်သည့်ကျုံတူးထားသည့်ကျုံရက်တွင်ရေပြည့်သွင်းထား၏။ကျုံရက်တွင်လှပသည့်ကြာပင်များပေါက်လျက်ရှိတော်လဲကျွန်ုပ်တို့တံများအဖို့တော်မူနှောက်ရှက်ဖြစ်လျက်ရှိပေသည်။ ျွန်တော်ငယ်စဉ်ကကစားခဲ့သည့်ကလေးကစားစရာခန်းတန်းငယ်တစ်ခုနဲ့တူသောဖို့ဒက်ဖရင်နဲရင်ဂျပန်တို့ကအလုံးရင်းနဲ့ခံနေကြသည့်အတွက်အပြည့်အဖျံတိုက်ကလက်နဲ့အသင့်အတင်းမြတာတက်ဆင်ထားသည့်တက်တက်အဖို့ကြီးမားသောအခက်အခဲကြီးတစ်ရပ်ဖြစ်နေသည်အောင်ရမြားတွင်း၌ကရီစီတက်များသည့်မြို့ရင်းတွင်တလန်းဝင်တလန်းထွက်တိုက်၍ရှေ့သို့တက်နေရသည့်အကြဆုံးလမ်းများလာ၏သူသည်ဖြင့်လက်ပြောင်တက်သားများ၏လက်ချက်ကြောင့်အရာရှိများအများပြားကြဆုံရသည် မန်းလာ15ရင်းနေကြမှာပင်ကျွန်တို့တို့ဤတက်များသည်နန်းတော်မြို့ရိုးကိုလုံးဝဝိုင်းဝန်းကြား၏မန္တလေးနန်းမြို့ရိုးတိုက်ပွဲသည်အိန္ဒိယတပ်တွင်းတပုံကြီးတို့ကဒေလီမြို့ရိုးကိုဝိုင်းဝန်းတိုက်ခိုက်ပုံနှင့်တူလဲညီမှုကျွန်တို့ထင်သည်မြို့ရိုးကိုဖောက်ခွဲဖြိုချရန်အတွက်အမြောက်ကြီးများကိုဂိုက်ငါးရာကွာထိရွှေ့ယူခဲ့ကြ၏ကျုံးကိုဖျက်ရန်အတွက်လှေများမြို့ရိုးပေါ်သို့တက်ရန်လှေကားများကိုအသင့်ပြင်ထားရသည်အတေကံအဖွဲ့များကိုအသင့်ဖွဲ့ထားရ၏ကျုံးထဲသို့ရေသွင်းသည့်ပိုက်လုံးကြီးများတိုင်းအထဲသို့ဝင်ရန်ပြင်ဆင်ထားရသည် မတ်လ16ရက်နေ့ညတွင်မူကျွန်ုပ်တို့တပ်များကမြို့ရိုးနောက်မြောက်ဖက်နှင့်ရှေ့မြောက်ဖက်မှဝင်တိုက်ကြသည်တွင်ဂျပန်တို့ကဆက်သက်နက်များဖြင့်ဒရဂျန်ခုခံပစ်ခတ်ကြသဖြင့်ကျွန်ုပ်တို့တပ်များသည်ဒဏ်ရာရသူများကိုအသက်ဆုံးရေကောက်ခံပြန်ဆုတ်လာခဲ့ရသည်မတ်လ16ရက်နေ့19ရက်နေ့များတွင်ကျုပ်ကိုဖျက်ရန်ကြိုးစားတော်လဲမအောင်မြင်ပြန်ချင်ဤသို့တိုက်ခိုက်သိမ်းပါခြင်းသည်အကြဆုံးများလာသည့်အတွက်နောက်ဆုံးတွင်လေးတက်မှမြို့ရိုးကြီးကိုဘုံကျဲ၍ဖြိုချသည့်ခစ်တင်ဤကိုအသုံးပြုရသည် မတ်လ23ရက်နေ့တွင်မြို့ရဲမြို့မျိုးထဲသို့ဘုံများကျဲချပြီးမတ်လ16ရက်နေ့တွင်ပေါင်900ဘုံကြီးများကိုမြို့ရိုးပွန်များပေါ်သို့ကျဲချပြီးမြို့ရိုးကိုဖြိုရန်စ조사ကြပြန်သည်5.5မြောက်ကြီးများကဲ့သို့ပင်ဘုံကြီးများနှင့်ကြဲချသည့်တိုင်မြို့ရိုးအပြင်ဘက်မျက်နှာစာကိုသာထိပ်ပြီးမြို့ရိုးနောက်ဖက်တွင်တာဖို့ထားသည့်တာရိုးကြီးကိုပုံမဖောက်နိုင်နှင့်နောက်ဆုံးတွင် skip bombing ခေါ်ရှက်တိုက်ဘုံကျဲသည့်စနစ်ကိုတုံးရတော့သည်မရှာဘုံကျဲလီယံပြန်များကနိုင်နေကလေးပြန်က ပေါင်နှထောင်ဘုံကြီးများကိုကျုံတဲ့သူကျဲချရာထိုဘုံကြီးများကရေထဲသို့ကျသွားကမြို့ရိုးနံရံကိုပြန်မှန်ပြီးပောက်ကွဲကုန်ကြသည်ထိုသူနေ့စဉ်ရက်ဆက်ဘုံကျဲတိုက်ခိုက်ပြီးအတန်ကြာသောအခါတွင်မှမြို့ရိုးတနီယာတွင်၁၅ဘီခန့်ကျဲသည့်အပေါက်တစ်ပောက်ပွင့်သွားသည်ထိုပောက်ထဲမှတက်များကိုထဲသို့စုပြုံတင်းဝင်ခိုင်းရ၏တို့ရရင်ထိုနည်းသည်အန်ဒီယန်များ၍အကြဆုံးများမိမှတေချာလာသည်ထို့ကြောင့်ကျွန်ုပ်သည်ထိုနည်းကိုစွန့်လွတ်လိုက်ကနမ်းမြို့ကိုခြံထားခဲ့ပြီးမြို့ကိုရှင်းလင်းသိမ့်ပိုင်ရန်ဆုံးဖြတ်ရသည် အမှန်အားဖြင့်လည်းနမ်းမြူရုပ်ကိုသိမ့်ပိုင်နိုင်ခြင်းသည်တရင်တံမိုးမှလွဲ၍စီရေရပါမှတံမိုးမရှိခြင်းမြို့ကိုသိမ့်ပြီးလည်းနမ်းမြူရုပ်ကိုလည်းမလွဲမရှောင်သာကြရမိတာဖြစ်သည်ထို့ကြောင့်မြို့ရုပ်ကိုရှောင်ခွင်းကမြို့ကိုသိမ့်ရန်ဆုံးဖြတ်ခြင်းဖြစ်ချိန်ကိုဆောင်ရန်အတွက်ကျွန်ုပ်ပြင်ဆင်မိလိမ့်မည်တို့ရရင်မတ်လ19ရက်နေ့20ရက်ညများနာ ဂျက်ဖရင်ခံတက်တဲ့တွင်ထူးထူးခြားခြားလှုပ်ရှားမှုများကိုတွေ့ရသည်။မနေ့ပိုင်းဘုံကျဲတိုက်ခိုက်ပြီးသည့်ခါရင်မူအလံပြူနှင့်ယူနီယံချက်အလံကိုကန်ဆောင်ရတကားတစ်ခုမှထွက်လာကြသည့်အင်္ဂလိပ်မြန်မာကကြားတတိုက်ကိုတွေ့ရသည်။၎င်းတို့ဆိုရနန်းတော်ကိုစောင့်နေသည့်ဂျမန်တပ်များသည်ရေသွင်းသည့်ပိုင်လုံးကြီးများထဲမှနေ၍တောင်ဘက်နမ်းမြူယိုပြင်ဘက်သို့ယမန်နေညကတိတ်တဆိတ်ထွက်ခွာသွားပြီဖြစ်ကြောင်းသိရသည် တို့အထွက်ပြေးလွတ်မြောက်သွားသည့်ဂျပန်တပ်အများစုကိုကျွန်ုပ်တပ်များကဖျက်တောက်ဖမ်းဆီးမိလိုက်ကြ၏အချို့မှလည်းအိမ်များထဲတွင်ပုံအောင်နေရာမှာဖမ်းဆီးရမိသည့်တို့ဖြင့်အ ਨੇ စုသားလင်မျိုးပြင်တို့လွတ်မြောက်သွားကြ၏ကျွန်ုပ်တို့တပ်များနမ်းမျိုးတွင်တို့ဝင်သွားသည့်အခါတွင်ဂျပန်တို့၏ရိတ်ခါနှင့်ခဲယမ်းမိကြောက်တိုးလောင်ယုံများဥရောပအင်္ဂလိပ်မြန်မာကပြအရက်သားတုတ်ပန်းများဖြင့်ထောင်ပိုင်းများများပြားကိုလည်းတွေ့ရသည်ဘိုချိုရီးစီတိကျသေးကြသူဖြစ်သည့်အတိုင်းနမ်းမျိုးကိုတည်ယူပြီးသည့်နှင့်ယူနီယံချက်အလံကိုမျိုးရိုးထိတ်တွင်နှင်ထူလိုက်သည် ်စစ်မဖြစ်မီသူစစ်အတွင်းဝင်ဖြစ်ဆောင်ရွက်ခဲ့ခြင်းကသူလှုပ်လှုပ်ခဲ့ရာနမ်းမြို့တွင်ရှိဆိုရအိမ်တော်မှာမြင်ရစရာမရှိအောင်ပြက်စီးလျက်ရှိလေပြီကျွန်ုပ်တို့စိတ်မကောင်းဆုံးမှာတီဘောဘီရင်ဤနန်းတော်ကြီးမိလောင်ပြက်စီးသွားခြင်းပင်ဖြစ်သည်ကျွန်ုပ်တို့ဒီနန်းတော်ဆောင်းအောင်ကြီးကိုရှောင်ခွင့်ရန်စ조사သည့်တိုင်ကျွန်ုပ်တို့၏မြောက်ဆန်များနှင့်ဘုံများ၏လက်ချက်ချောင်းတို့သုံးဖို့ရိတ်ခါများကိုတူလောင်ထားသောဂျပန်များက ဖြက်မီးရှို့ဖြက်စည်းသွားခြင်းကြောင့်လို့ဆိုဒီကိုတော့မသိနိုင်တော့ဘူး။မန္တလေးမြို့ဒေသကွယ်၌ကျွန်တော်တို့တပ်မကြီးများအလုံးလောက်သည်သူဆိုင်ရာအခန်းကဏ္ဍလိုက်ပါဝင်ခဲ့ကြသည်။မန္တလေးမြို့ဒေသတိုက်ပွဲသည်တပ်မတော်ကြီးတို့လိုရင်းအောင်ပွဲကြီးဖြစ်ဤချက်ကိုလူတိုင်းကအတိအမှန်ပြုရမည်ဖြစ်ပေသည်။ထိုစဉ်ကမူမန္တလေးမြို့သိမ်းတိုက်ပွဲသည်ထိုများလောက်အရေးကြီးသည့်တိုက်ပွဲထိုများလောက်ခက်ခဲသည့်တိုက်ပွဲဖြစ်သည်ဟုကျွန်တော်နားမလည်ခဲ့ပါ။နောင်စစ်တပိုင်းများကိုဖျက်ရသည့်အခါတွင်မ ီမြအေဂျီဘီမီမြခက်ခဲကြောင်းသိရပါသည်မန္တလေးမြို့ထဲတွင်ကျွန်တော်လျှောက်သွားနေချိန်တွင်မန္တလေးသည်စီအီတန်ရာတန်ချက်များကိုကုသနေဆဲဖြစ်ရာမန္တလေးသည်တန်ရာများကိုရှာဖြင့်ရက်နေသည့်တတ္တဝါကြီးတကောင်းနှင်ပင်တူတော်သည်ဘူမြင့်တဲ့နေရာဒီနေ့တနေ့နိုင်ကျတော်ဒီ84လမ်းမကြီးပေါ်တွင်ရှောင်းနေစဉ်မော်တော်ကားကြီးပက်လက်ပေါ်တွင်တူရိယာတွေတိမုတ်ရဝင်လာတော့မန္တလေးမြို့မှာဒီဝိုင်းကိုတွေ့ရသည်မြို့မှာဒီ A1 ဆရာညာဤပြီးတော်ဝင်တချင်းကိုတီးဆိုတိမုတ်ခါစစ်ပြေးရာမှာမန္တလေးတို့ ပြန်လာခြင်းပေသည်ဇာညာဤပြီးတော်ဝင်တခြင်းသည်သာသာလဲကောင်းအတန်လဲလှအခြေအနေနည်းလဲဟမ်းမိသည်ဖြင့်လူသားဤနှုတ်ဖြားတွင်ဆွဲသွားလေတော့သည်သာရောရောက်ချိန်နီလိုလာပြီတော်တော်မမနှမတို့ရေအတန်းဆွဲချစ်မိတ်ဆွေခစ်တာခွဲလုံးနေမြို့မနဲ့အတူတကွာလိုက်ပါနိုင်စေ အောင်စီချွေတဲ့ဒီတော်ဝင်မဲ့ဤစကိုင်းတောင်ရိုးတွင်စစ်ပြေးနေသောမန္တလေးမြို့မကြီးမန္တလေးတန်းချင်းဖြစ်ပြီးရိုးရိုးကလေးနှင့်လှသည်ဟုကျွန်တော်ထင်ပါသည်သူတို့တွေစကိုင်းတောင်ရိုးတွင်ဘေးမတည်ရမကရှိကြကြောင်းမန္တလေးသူမန္တလေးသားတို့ကျမ်းမာချမ်းသာရှိစားဟုမေးလိုက်ပါကြောင်းစကိုင်းတောင်ရိုးတွင်နေရတော့လဲမန္တလေးကိုနေ့တိုင်းတရိယာကြောင်း မန္တလေးကိုပြောင်းကျင်သောဖြင့်ခြေလှမ်းပြင်နေမိကြောင်းယခုသူတို့တွေအောင်စီယွန်း၍ပြည်တော်သို့ဝင်လာပြီဖြစ်ကြောင်းဖွင့်ရထားပါသည်ဒုတိယပိုက်တွင်မြို့မနှင့်ဆရာညာကမန္တလေးသူမန္တလေးသားတို့ကိုအာသစ်လောင်း၍ပေးထားပြန်ပါသည်မန္တလေးမြို့ကြီးသည်ရခင်ကတင့်တယ်သာယာခဲ့တော်လဲယခုပြပုံတိဖြစ်လျက်ရှိကြောင်းတို့ရာတွင်ပြပုံကိုကြည့်၍စိတ်ပြတ်မနေသင့်ကြောင်းဖြစ်ပြန်ဖြစ်ချင်းနှင့်ပြက်ချင်းတို့သည် နိယာမတရားတိုင်းသာဖြစ်ကြရာကြောင်းအရင်လိုပျော့ပျော့ရွှင်ရွှင်နေပြီးပြန်လည်ထူထောင်ရေးကိုလုပ်ကြရမည်ဖြစ်ကြောင်းအပေးပါသည်လမ်းဘေးတွင်ရပ်နေသူများက လက်ဖြုတ်ကြည့်ကထိုသချင်းကိုလိုက်၍ဆိုကြသည် ထိုသချင်းသည် လူတိုင်းနှုတ်ဖြားသူချက်ချင်းရောက်သွားပါသည် ထိုသချင်းသည်ဝမ်ပါညှိုးငယ်စိတ်နှွမ်းနေသောပြပုံတဲကမန္တလေးကို ြန်လည်လမ်းဆန်းလာအောင်အသည့်လောင်းပေးလိုက်တကယ်သူရှိနေပါသည်1984ခုနှစ်မန္တလေးမိကြီးတော်မီမကြမီတွင်မိတ်ဆွေများကိုမိမေးရန်မန္တလေးသို့ကျွန်တော်ရောက်သွားခဲ့သည်သူစဉ်ကမန္တလေးသည်စစ်ပြီးသားမန္တလေးကဲ့သို့ပြပုံ အတိပင်တိုင်းနိုင်ငံများကမိကျွမ်းထားသဖြင့်မဲနယ်လျက်တစ်ပင်တွေကအယိုးရွက် အကိုင်းခက်ကင်းကံငုံတိတိမိလောင်ရာသို့ပါသွားသည့်မိတ်ဆွေများသည့် နီးစံရဆွေမျိုးသားချင်းများမိတ်ဆွေများ၏အိမ်တွင်ခိုလိန်ခိုလုံနေကြရသည်ထိုကြားတဲ့ကပင်ကျွန်တော်တို့ကို ထမင်းကျွေးမြေတကယ်ကဲလုံနေသေးသဖြင့်မနေ့တောင်မန်ယူပါသည်ပြီးခဲ့သည့်ဒီဇင်ဘာလဆန်းကမန္တလေးအရှင်းပြမြို့နယ်မှာဖိတ်သည်ဖြင့်စပြေဟောပြောပွဲတာဝန်ဖြင့်မန္တလေးသို့ရောက်သွားသည့်အခါတွင်မန္တလေးသည်အပြောင်းလဲသည်ပြောင်းလဲနေလေပြီလမ်းမာတိုင်းလိုလိုလောက်တွင်ခင်မီတအိမ်နှလှတွင်စားတောက်ဆိုင်ကြီးတွေကိုတွေ့ရ၏ကျွန်တော်သည် ရာပုံထဲကမန္တလေးကိုနှစ်ကြိမ်တိုင်တိုင် တွေ့ကြရဘူးပါသည်ထိုနှစ်ကြိမ်လုံးမှာပဲမန္တလေးသည်ပြပုံထဲမှာချက်ချင်းယုံထလာက ရှေ့သို့ခီးဆက်နေစေမန္တလေးသည်ဝမ်းပါညှိုးငယ်စိတ်နှွမ်းတည်၍မနေမန္တလေးသည်တင့်တယ်တာယာစီကားသောပိုးတွန်းခါကိုပြန်လည်လွမ်းဆိုခြင်းမပြု ရှေ့ခီးကိုဆက်ရန်အမြဲတမ်းအားသင့်နေသောမန္တလေးကိုတွေ့ရသည်မန္တလေးတင်သားစစ်စစ်သည်မိလောင်မြေခွက်ကလေးကိုရောင်းကား မြို့စုံမြို့ပြားသို့ရောက်ကောင်းရောက်သွားမီ84လမ်းပေါ်မှနေ၍အောင်ပင်လယ်ကံပေါင်းရိုးသို့လွင့်ကျင်လွင့်သွားမီမြို့ရိုးချိန်ရင်မှမြန်းချန်ဒါရိုးပေးကြီးသို့ရောက်ကောင်းရောက်သွားမီတို့ရောင်တွင်ဗန်းတလေးသားသည်စိတ်ပြတ်အားငယ်ခြင်းမရှိသာသည်နာကြည့်ခြင်းမရှိ အပြုံးရွှင်အယံမောဖြင့်လောဂရန်ကိုရင်ဆိုင်သည်ထိုသဘောကို မန္တလေးသား၏တေဂီတာထဲတွင်တွေ့နိုင်သည်ယခုမန္တလေးမြို့လေကောင်လမ်းမကြီးများတွင်ရှိနေသည့်တိုက်တာအင်ဂျင်များသည်ဇာတိသားတို့၏လက်ထဲတွင်မဟုတ်တော့ဘဲ အဝိတ္တိသားတွေလက်ထဲတွင်အချို့ရောက်ကောင်းရောက်နေကြပြီဖြစ်တော်လဲမန္တလေးသားသည်ဇွဲဖြင့်စူးစားဖို့လိုပါသည်တို့စူးစားလင်မန္တလေးသားသည်နမ်းမြူရုပ်အခြေသို့ပြန်ရောက်ရမည်သာဖြစ်သည်အရှင်းမြမြို့နယ်မှာကြီးမှုသောစာပေဟောပြောဝဲကိုမန္တလေးမြို့84လမ်းဓမ္မတာလာဆောင်းအောင်တွင်ကျင်းပသည်ဟောပြောသူများမှာတင်မိုးပကြီးစံတို့ခင်ဆွေဦးနှင့်ကျွန်တော်တို့ဖြစ်ကျွန်တော်တို့ရောက်သွားချိန်တွင်ဓမ္မတာလာရှိရင်ဘတ်စကယ်တွေပြည့်နေပြီဘတ်စကယ်တိန်းသူတို့ဤဆိုရဒဇင်းနဲ့တကြကြဖြင့် ငွေ2000ကျော်ရသည်ဟုဆိုသည်ခြေကျင်လာသူများတန်ကားတော်များကိုလည်းအများပြားတွေ့ရ၏ကျွန်တော်သည်ထုံမြချမ်းရင်လာသည့်ကြားမှတက်ကြွနေသောပရိသတ်ကိုကြည့်ကာအံ့ဩကြည်နူးသွားရသည်ကျွန်တော်အလဲသို့ရောက်သည့်အခါတွင်ကျွန်တော်ကအထက်တွင်ကျွန်တော်ဖော်ပြခဲ့သည့်အတိုင်းစစ်ဗီဇာမန်လေးသည်ပြာပုံထဲမှမြည်သို့မြည်ပုံထလာခဲ့ကြောင်းယခုတကြိမ်တွင်လည်းမန္တလေးသည်အနိုင်မခံစိတ်ဓာတ်ဖြင့်ပြာပုံထဲမှယုံထလာခဲ့သည်ကိုမြင်ရသည်ဖြင့်ကြည်နုမိကြောင်း မန္တလေးသည်ဂရိတန်နာရီတွင်ပါသည့်ဖီနစ်ငှက်ကဲ့သို့ပင်အစဉ်အမြဲနှုတ်ပြိုလန်းဆန်းနေပြီဖြစ်ကြောင်းသူတော်ကိုဆရာများ၏ပြည်တော်ဝင်တချင်းတွင်တွေ့နိုင်ကြောင်းဝမ်ပါညှိုးငယ်စရာကိုကြုံတွေ့ရသည့်အခါတိုင်းပြည်တော်ဝင်တချင်းသည်မန္တလေးစိတ်ဓာတ်ကိုဖော်ပြနေသည့်တင်ကြတဲ့တချင်းတပုတ်တာဖြစ်နေပြီဖြစ်ကြောင်းဖြင့်ကျွန်တော်ဟောပြောချက်ကိုအစချီခဲ့လေသည်တဲ့ဒါဆရာညတန်တေရဲ့မန္တလေးက စပြီးဟောပြောပွဲမှာပြောခဲ့တဲ့အကြောင်းအရာလေးကိုသူစောင်းပါရေးထားတာပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီအကြောင်းအရာကိုဖတ်ပြီးသွားတဲ့အခါမှာ Phoenix ညံမန်တလေးဆိုသလိုပဲအဲ့တစ်ချိန်မှာတော့ဇာတိသားတွေကနမ်းမြူရိုးချင်းကိုပြန်ရအောင်ကြိုးစားနိုင်မှာပါလို့ယုံကြည်ပါတယ်အခုကာလမှာဆိုလဲတော်လိုင်းဘက်တော်သားတွေကပြည်တော်ဝင်နိုင်ဖို့ကြိုးစားနေတဲ့အချိန်လည်းဖြစ်ပါတယ်လို့ အမရွှေရင်အေးမင်္ဂလာပါအမရွှေစင်ကြည်ပြီးမင်္ဂလာပါအမ Alex မင်္ဂလာပါအမ Non Lisa မင်္ဂလာပါအမနွယ်မင်္ဂလာပါအမဆွေမင်္ဂလာပါအမခေမမမြခင်ရေမမေခင်ရေနေမင်္ဂလာပါအဲမင်္ဂလာမမြမြမင်္ဂလာမကမာလီမင်္ဂလာပါအမယူယူရရာမင်္ဂလာပါမနုဝေစင်းမင်္ဂလာပါ။ကောကောတန်းသူလေးမင်္ဂလာပါ။ ပင်းနိစဘာမမင်္ဂလာပါမမရေမင်္ဂလာပါအဲမင်္ဂလာပါမမရေနာမင်္ဂလာပါဘေးလေးစံနာမင်္ဂလာပါဘုဒ္ဓနာမေမင်္ဂလာပါဟုတ်မာကျိန်မင်္ဂလာပါကိုကြီးမောင်မင်္ဂလာပါမဆုစုမင်္ဂလာပါ အန်တီလေးမင်္ဂလာပါမမဆဆမင်္ဂလာပါဒရမမင်္ဂလာပါမမိပါမင်္ဂလာပါဟုတ်ဟုတ်အဆင်ပြေတယ်လို့နားဆင်ပါနော် နက်ပြန်ဆိုရင်တော့နေ့စဉ်တရက်နေ့မှာဟုတ်ဒေါ်လန်တကြံလေးပါနက်ပြန်နေ့စဉ်တရက်နေ့မှာတော့သူတာသူချိန်နဲ့စာရီရပါတော့တကယ်လို့မမအဲလစ်တို့အဆင်မပြေဘူးဆိုရင်တခြားတူတူထွက်တော်လေးနောက်ထောင်ပေးကြပါလို့ ညာကြီးမြတ်တန်တင်ကဒီကြီးသူဆုံးသွားတဲ့ချိန်မှာပေါ့နော်ရေးသားလက်စားစာအုပ်တွေလည်းရှိခဲ့တယ်။ဆရာကြီးရဲ့ကလောင်ဝဲတွေကလည်းတော်တော်များတယ်ပေါ့နော်မြတ်တန်တင်ဇောတိကထက်အောင်မေမီလိုင်းမြင့်နန္ဒမြတ်တန်စောယုံရအောင်စီမောင်တစ်တီအုပ်လောင်ငယ်ဒီနံပါတ်တွေနဲ့ဆရာကြီးကစာရင်းများကြီးရေးခဲ့တာပေါ့နော်တုဒ္ဒရေပုံတောင်ပုံညာသွားဒေါ်လာဆိုတာလည်းထပ်ထားတယ်။နောက် တောင်တမန်ရွှေင်းကလင်းရင်းဆိုတော့နောက်တခါအညတရရုပ်ပုံလွားတို့နောက်ပြီးတော့ပါလဲခေပြန်ရုပ်ပုံလွားများတို့ကတပိုင်းတစစီကိုလိုဖက်ဖက်နေရတယ်ရှိတယ်ပေါ့နော်နောက်ပြီးတော့ပါဖက်ပါဖက်နေရလဲဆိုတော့ဒီမန္တလေးနဲ့ပတ်သက်တဲ့မန္တမန္တလေးတမန်စကားပန်းစကားကလည်းဖက်လက်စားနှစ်ပုံလားပဲပြီးပြီးရပေါ့နော်ကဘာမြေကြီးကလည်းနဲ့ဥယျာဉ်မဟုတ်ဆိုရက်အပိုင်းပိုင်းလေးဖက်နေရရှိတယ် ောက်တစ်ခုကတော့မန္တလေးနဲ့ဆိုင်တဲ့အကြောင်းအရာတွေဖတ်နေရဆိုတော့အဲ့ဒီဟာလေးတောက်လျှောက်ဖတ်ခြင်းနဲ့ဒါမှလည်းပေါ့နော်အချမ်းဟာတွေကလည်းဖတ်လက်စားရှိနေတော့အဲ့ဒါလေးတို့တပိုင်းတစားနဲ့လာလာပြီးတော့အခုလိုမျိုးလေးဖတ်ပြနေရောဖြစ်ပါတယ်အနာကြောင့်လို့တခါတော့ရောက်ချင်းဆိုမဲ့အခုကအခါတော့ကြော်တော့မယ်ပေါ့နော် ni lo la ve cha ro ma ma na ma ru ye te swe che me swe khe ta khwe lo ni yu ba ne du ra kwa lai pa nai se ang ji cha wi chen ti ro we me li tu ra ro ti ro we ya ro me chen yang ta bi chu sa cha wa so lai tong lai pa ti ti u ko ye ho ma ma စင်ကကမှတ်ပုံတင်ပြောင်းသွားလို့ဆိုအဲ့လိုဝယ်တော့အနိုင်မှတ်ပုံတွေကအဲ့လိုတွေဖြစ်တယ်ပြီးမှပြန်ပြောင်းရတာလေစင်ကကအဲ့ဆိုတော့ဒီနေ့အားလုံးပဲတက်တာပါလို့လည်းပြန်နှစ်တိကိုကြိုးပါမယ်လို့အားလုံးပဲတက်တာနော်